ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အိုင်ဗန်မှာ2025နိုဝင်ဘာလ17ရက်နေ့အင်ကာနေအတွက်ကမ္ဘာရွှေရောင်းဝယ်လို့ပို့နီးပညာပိုင်းရရောသတင်းပိုင်းချက်လိုက်ရပါခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တဲ့ပရမအုပ်ဆုံးနေတဲ့ကမ္ဘာရွှေကိုနီးပညာအရခံမှန်းသုံးသပ်ပေးမှာဖြစ်တဲ့နီးပညာအရကမ္ဘာရွှေကိုခံမှန်းသုံးသပ်တဲ့အခါကျွန်တော်အိတ်ဖိုးတိုင်းပြိန်နဲ့ခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တဲ့အိတ်ဖိုးတိုင်းပြိန်ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီကန်နယ်တုံးတလုံးတလုံးရဲ့ကြာချိန်ကြာချိန်တွေဟာ၄နာရီကြာပါတယ်ခင်ဗျာဒါအိတ်ဖိုးတိုင်းပြိန်မှာ၄နာရီကြာရင်ဒါကန်နယ်တုံးတလုံးတလုံးပြောင်းတာဖြစ်ပါတယ်ကန်နယ်ဒီကန်နယ်တုံးတလုံးတလုံးရဲ့ကြာချိန်ကြာချိန် င်တွေဟာ၄နာရီကြာပါတယ်အဲ့လိုမျိုးပြောခြင်းဖြစ်ပါတယ်ဒါကကြတော့ time frame တွေပေါ်မှာမူတည်ပြီးကန်နယ်တွေကွဲပြားတာတွေရှိတယ် H1 time frame နဲ့ကြည့်တယ်ဆိုရင်တနိုင်းနေဒရုန်းပြောင်းတာဖြစ်တယ်အဲ30မိနစ် time frame နဲ့ကြည့်တယ်ဆိုလို့ရှိရင်30မိနစ်30နေဒရုန်းပြောင်းတာဖြစ်တယ်ဒီလိုမျိုးပေါ့အဲကျွမ်းကျင်တဲ့ကိုက time frame ပေါ်မှာမူတည်ပြီးတော့တုံးတက်ပြီးတော့အယောင်းဝယ်လောက်ကြတာတွေရှိတယ်အချို့ကဒါ9မိနစ် time frame နဲ့အယောင်းဝယ်လောက်ကြတာတွေရှိတယ် day one time frame နဲ့အရောင်းဝယ်လောက်ကြတာရှိတယ်အထက်မှကျွန်တော် a4 time frame နဲ့ခံမှန်းသုံးသပ်ပြီးတော့မှဖြစ်တယ်လက်ရှိကမ္ဘာရွှေပေါက်ဈေးဟာကျွန်တော်တအောင်စကို 4130ခွန်ပေါက်နေတာဖြစ်တယ်4130ခွန်ဆိုတဲ့ဈေးနေထားဟာဒါကဈေးရတော့နည်းနည်းပြန်ကန်တက်နေတယ်ဘယ်လိုအားများနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ် လက်ရှိအချိန်ဒီမှာဝယ်လို့အများနေတာမဟုတ်ပါဘူးအဲကျွန်တော်တို့မနေ့ကကျွန်တော်တို့တနင်္လာနေ့ဈေးကွက်စဖွင့်ကြတဲ့နေ့ကိုဈေးကအာကျွန်တော်တို့အသက်အားကောင်းနေတာဖြစ်တယ်ဒီနေ့တနင်္လာအင်္ဂါနေ့အထိကိုဈေးကအသက်အားကောင်းနေတာဖြစ်တယ်ဘာလို့ကြည့်ပြီးဒီလိုပြောရလဲလက်ရှိဈေးကွက်နေထားရောဈေးကွက်ကအာဈေးသက်အားတာနေတယ်လားဝယ်လို့အများနေတာဘာလို့ကြည့်ပြောရလဲဆိုပထမဆုံးအယိုးရှင်းဆုံးကိုကြည့်မယ်ဆိုရင်ကျွန်တော်ကန်တဲ့တုန်းကိုယင်ကြည့်လိုက်တယ်လက်ရှိကန်တဲ့တုန်းကဘူးဖြစ်နေတယ်လက်ရှိကန်တဲ့တုန်းကဘူးဖြစ်နေတာဖြစ်တဲ့အတွက်ဈေးတန်းကအာကျွန်တော်တို့ဒါလက်ရှိအနေထားကဈေးသက်အားတာနေတယ်ဝယ်လို့အများနေတယ်လို့ကျွန်တော်တို့ပြောရခြင်းဖြစ်တယ်ပြီးပြီးတော့ ကန်နေတုံး၄နာရီရပြီးပြီးသွားတဲ့ကန်နေတုံးတွေကလည်းဒါမှဘူးကန်နေတုံးတွေကပိုများနေတာဖြစ်တဲ့ဘဲလေးကနည်းနည်းလေးပဲတွေ့နေရဖြစ်တဲ့အတွက်ဒါကဈေးသက်အားသာနေတယ်လို့ကျွန်တော်ပြောရတယ်ဖြစ်တယ်။ပြီးတော့မနေ့ကလေးကနေဆက်တိုက်တက်နေတဲ့ဈေးသက်အားသာနေတယ်လို့ပြောရခြင်းကကျွန်တော်တို့မနေ့ကဒေးလီကန်နေရကူမှာဘူးနဲ့ပိတ်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါဈေးကအသက်အားသာနေတာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ပြီနောက်ထပ်တနည်းအနေနဲ့ဘယ်လိုမျိုးကြည့်လို့ရနေတယ်ဆိုလို့ရှိရင်ဒီနေ့အင်္ဂါနေ့အနေနဲ့ကမ္ဘာ့ချွေဈေးတအောင်ဆောက်ဈေးစောက်ဖွင့်ခဲ့တဲ့ဈေးဟာ4115မှာဈေးကစောက်ဖွင့်လိုက်တယ်။လက်ရှိချိန်ထိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာ4100 148ထိဈေးတက်ခဲ့ပြီးပါပြီလက်ရှိချိန်ထိအနှိမ်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာ4114ထိပဲဈေးကျခဲ့ပါဖြစ်ပါတယ်ဒါအကြည့်ချင်းအပြင်ဆိုရင်လက်ရှိရဈေးကွက်အနေထားဝယ်လို့အများနေလားရောင်းလို့အများနေလားဆိုချိန်ဆလို့ရတယ်ဘယ်လိုမျိုးချိန်ဆလို့ရဆိုတော့4115မှာဈေးကစဖွင့်လိုက်တယ်အောက်ကိုတပစ်လောက်ပဲပြုတ်ကျခဲ့တယ်4114ထိပဲကျခဲ့တယ်4114ကိုဖောက်ကျနိုင်ခြင်းမရှိဘဲနဲ့4148ထိကိုဈေးကတက်သွားခဲ့တာဖြစ်တယ်အခု4148ကိုဖောက်တက်နိုင်ခြင်းမရှိဘဲနဲ့ဒီကြားထဲမှာပဲစိုက်ဝေးပြီးနေတာဖြစ်တယ် ဟုတ်ပြီဒေါကြီးကြီးအဖြစ်လက်ရှိရဲ့ဈေးကွက်အနေထားကဒါဖွင့်ဈေးရဲ့အပေါ်မှာရှိနေတာဖြစ်တဲ့အတွက်ဈေးကွက်ကဒါဝက်လို့အားများနေတယ်ဈေးသက်အားသာနေတယ်လို့ကျွန်တော်တို့ကအယိုးရှင်းဆုံးကြည့်ရကြည့်နည်းကိုကျွန်တော်ပြောပြထားဖြစ်တဲ့ဒါကမိတ်ဆွေတို့အတွက်ဘလို့ကြည့်ရတယ်လဲဝက်လို့အားများနေတာဘာကိုကြည့်ပြီးပြောလဲအဲရောင်းလို့အားများနေတာဘာကိုကြည့်ပြီးပြောလဲဆိုတဲ့ဟာကိုဒါနားလည်လို့အောင်ကျွန်တော်ပြောရခြင်းဖြစ်တယ်ဟုတ်ပြီဒါလေးကိုလက်ရှိရဲ့ဈေးကွက်အနေထားကိုကျွန်တော်ပြောပြပြီဆိုရင်ဒီနေ့အင်္ဂါနေ့အနေနဲ့သတိထားရမယ့်ဈေးတန်းတွေဘယ်မှာဝယ်ရမလဲဘယ်မှာရောင်းရမလဲ ဈေးတန်းတွေကိုတခါတည်းပြောပြသွားမှဖြစ်တဲ့အတွက်ဆက်လက်ပြီးကြည့်သွားပေးဖို့လိုအပ်တယ်ဒီသတိထားမဲ့ဈေးတန်းတွေကိုသိထားလို့ရှိရင်မိတ်ဆွေထွက်နေတယ်ဆိုလို့ရှိရင်ဒါအရှုံးနဲ့တယ်ဒီရောင်းဝါဝယ်မာတွေမဖြစ်ပါဘူးဘာကြောင့်လဲဆိုရင်ဒီရဲ့ဈေးတန်းတစ်ခုကိုဖောက်တက်သွားပြီဆိုလို့ရှိရင်ဒါဘလောက်ထိတက်တော့မယ်အသက်လားရအောင်ဒါပြောင်းနေပြီဒီဈေးတန်းတစ်ခုကိုကျနေပြီဆိုလို့ရှိရင်ဒါဖောက်ရသွားပြီဆိုရင်ဒါအကျအောင်လာတော့မယ်အကျလားရအောင်လာနေပြီလားဒါမျိုးတွေကိုချိန်ဆလို့ရမှာဖြစ်တယ်ရောင်းဝယ်လုပ်တဲ့ဟာမှာဒီမှာစိတ်စိတ်နဲ့ ဒီမန်ပြီးအယောင်ဝယ်လုပ်တာထက်ဆိုရင်ဒီဈေးနှုန်းတစ်ခုနီးပညာအရသုံးသက်ထားတာတွေကိုသိထားတယ်ဆိုလို့ရှိရင်အရှုံးနေတယ်။ရောင်းမဝယ်မှာမဖြစ်ပါဘူး။ဒါလေးကိုပြောရခြင်းဖြစ်တယ်။ဒါကြောင့်ကျွန်တော်ကအဓိကထားရင်ပြောရင်ပြောရတယ်ဖြစ်တယ်။အကယ်လို့ဒါမိတ်ဆွေရ trading account တွေဖွင့်နေတာပဲဖြစ်စေ VIP signal channel တွေကို join နေတာပဲဖြစ်စေအေးကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။ trading account ဖွင့်တဲ့အခါမှာလည်း blue sub တွေရလဲဆိုရင်ဒေါ်လာတရားနဲ့ trade account ဖွင့်လို့ရတယ်။ credit bonus တရားရခိုင်နှုန်းရရှိမှာဖြစ်တယ်။ ကော်မရှင်ကလည်း free ပါ၊ညသိခါကလည်း free ပါ။အဲကျွန်တော်တို့ဒါတွေလုံးဝပေးစရာမရှိပါဘူး။ပေးစရာမလိုပါဘူး။ငွေထုတ်ငွေသွင်းကလည်းတိကျမှန်ကန်မြန်ဆန်စွာနဲ့ကျွန်တော်တို့ဘက်ကအကောင်းဆုံးစားပြစ်ပေးနေတာဖြစ်တယ်။ငွေထုတ်ငွေသွင်းလည်းတိကျမြန်ဆန်စွာနဲ့လုပ်ပေးနေတာဖြစ်တယ်။ဒါက trade account ဖွင့်တဲ့စားပြစ်ဖြစ်တယ်။နောက်ထပ်တစ်ခု BNB စကနဲ့စားပြစ်ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်မိတ်ဆွေက trading account တော့ဖွင့်ထားတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီအယောင်ဝယ်လုပ်တဲ့အခါတွေသုံးသက်ချက်တွေအချိန်ပေးပြီးမသုံးသက်နိုင်တာတွေအဲဈေးကွက်နဲ့တပြင်းညီထွက်ချင်တဲ့မိတ်ဆွေတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ BNB စကနဲ့ channel ကို join ထားပေးဖို့လိုအပ်တယ်။ ဒီနေ့7ရက်7လမှာကျွန်တော်တို့ promotion ရှိပါတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်အဲဒီအဲစပစ်3လဝယ်လို့ရှိရင်တလ free ရရှိမှာဖြစ်ပါတယ်စုစုပေါင်း4လရရှိမှာဖြစ်ပါတယ်ဒါရဲ့အသေးစိတ်ကိုသိချင်တယ် Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါစပစ်လေးတွေပြောပြပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီရဲ့တရက်တာအနေနဲ့သတိထားမဲ့ဈေးတန်းတွေကိုပြောပြသွားမှာဖြစ်တယ်သတိထားမဲ့ဈေးတန်းကရောဘယ်ဈေးတန်းတွေဖြစ်မလဲလက်ရှိအရဆိုလို့ရှိရင်လက်ရှိအရဆိုလို့ရှိရင်4100 48ဟာကျွန်တော်တို့ဒါအမြင့်ဆုံးတက်ခတ်ပြီးတဲ့ဈေးဖြစ်တယ်4148ဟာအမြင့်ဆုံးတက်ခတ်ပြီးတဲ့ဈေးဖြစ်တဲ့အတွက်ကြောင့်ဒီဈေးတန်းကဈေးဆက်တက်ဖို့စောင့်ကြမဲ့ဈေးတန်းပဲဖြစ်တယ်4148ဟာ4148ကိုဒါဖောက်တက်သွားနိုင်ခဲ့ရင်တော့ဈေးကအတက်အားကောင်းနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့4148ကိုလက်ရှိအရဖောက်တက်နိုင်ခြင်းမရှိဘဲနဲ့နည်းနည်းပြန်ကျနေတဲ့အနေအထားကိုရှိတွေ့နေရဖြစ်တယ်။ 4148ကိုဖောက်တက်နိုင်ခဲ့ပြီဆိုရင်တော့4150နှစ်4160လောက်ဒီဈေးသက်အားကောင်းနိုင်ပါတယ်ဒီ4160ကိုဆက်လက်ဖောက်တက်နိုင်ပြီဆိုရင်တော့4185လောက်ထိကိုဈေးသက်အားကောင်းနိုင်မှာဖြစ်တယ်ပထမအုပ်ဆုံးအနေနဲ့သတိထားရမယ့်ဟာတော့4148ကိုဖောက်တက်ပြီဆိုလို့ရှိရင်လိုက်ပြီးတော့မရောက်ပါနဲ့တော့ဘာကြောင့်လဲဆိုရင်4150နှစ်4160လောက်ထိကိုဈေးသက်အားကောင်းနိုင်မှာဖြစ်ပါတယ်အကယ်လို့4148ကိုဖောက်တက်နိုင်ရင်မရှိဘူးဘဲကန်နဲ့ပဲပြီးသွားတယ်ဆိုလို့ရှိရင်တော့လိုက်ပြီးတော့ရောက်မှာဒါဆိုလို့ရှိရင်ဈေးအကျအားကောင်းနိုင်မှာဖြစ်တယ် ျွန်တော်တို့ rain ကတော့ဒီ rain ကိုဖောက်သွားပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီ rain ကိုဖောက်သွားပြီဖြစ်တဲ့အတွက်လာရတဲ့ခုကဒီဘက်ကို rain rain တစ်ခုပြောင်းသွားတာဖြစ်တယ်ဒီဒီ rain နဲ့ကိုပဲဝင်သွားတာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ဒါလေးကိုချက်သတိထားပါအဲဈေးကအရန်ကြီးလဲထိုးတက်တော့မှဆိုပြီးတော့လိုက်ပြီးတော့အဝယ်တွေလည်းအဲပစ်ပြီးတော့မဝင်စေချင်ဘူးဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ trader အများစုကဒီအဝယ်တွေပို့ပြီးဥစားပေးတယ်ဝယ်တယ်ဈေးကတက်ပြီးဟေးဆိုလိုက်ပြီးတော့ဆွတ်ဆွတ်တွေဝယ်လိုက်တာဖြစ်တယ်ဈေးကအခုကလာရကမငြိမ်သေးပါဘူးဈေးတက်လာရဆိုတဲ့ဟာကို confirm မဖြစ်သေးပါဘူးဒါကြောင့်အဝယ်တွေအယောင်းတွေလုံတဲ့ ခါမှာစနစ်တကျနဲ့ထိမ့်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 နဲ့ဝယ်စီခြင်းနဲ့ရောင်းစီခြင်းနဲ့ဟုတ်ကဲ့ပါဒါကစေတနာနဲ့ထားပြီးပြောပြတာဖြစ်တယ် နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့ဒရီထားမယ်ဈေးတန်းကဘယ်ဈေးတန်းဖြစ်မလဲမနေ့တုန်းက4114ဈေးတန်းဟာကျွန်တော်တို့စပိုဈေးတန်းဖြစ်တယ်4144ဈေးတန်းကစပိုဈေးတန်းကဘာလဲဆိုလို့ရှင်ဈေးဆက်ကြဖို့စောင့်ကြရမယ်ဈေးတန်းမှာ4114ရဲ့ဈေးတန်းကိုဖောက်ချနိုင်ရင်ချင်းမရှိဘဲနဲ့ပြန်ကန်တက်သွားတဲ့အနေထားကိုတွေ့ရတယ်ဒါကြောင့်ဈေးဆက်ကြဖို့စောင့်ကြရမယ်ဈေးတန်းဟာ4114ဈေးတန်းဖြစ်တယ်ဘုံတခုနေ့အနေနဲ့4114ဈေးတန်းကိုတော့ဖောက်ချနိုင်ခဲ့ပြီဆိုရင်တော့4100အာဒီ4100ဈေးတန်းတွေ4200 80ဈေးတန်းနေလောက်ထိဈေးအကျမျောနိုင်မှာဖြစ်ပါတယ်ဒါက sorry ဒီ4080ဈေးတန်းနေအထိမျောနိုင်မှာဖြစ်တယ်ဒါက4114ဈေးတန်းကိုဖောက်ကျနိုင်မှာလားဒီဈေးတန်းတွေကိုမြင်ရနိုင်မှာဖြစ်တယ်4100 4080ဈေးတန်းတွေကိုမြင်ရနိုင်မှာဖြစ်တယ်အကယ်လို့တော့4114ကိုမဖောက်တတ်နိုင်ဘူးဆိုရင်တော့ပြန်ပြီးတော့ဝယ်ပါအဈေးကအသက်အားကောင်းအောင်မှာဖြစ်ပါတယ်ကျွန်တော်တို့အလွန်ဆုံးကျွန်တော်တို့မျောလို့ရတာဒီနေ့တရက်4114ပဲဖြစ်တယ်4114ကိုဖောက်တတ်နိုင်ရင် sorry ဖောက်ကျနိုင်လိုက်ပြီးတော့ရောက်မှာဖောက်မတတ်နိုင်ရင်လိုက်ဝယ်ပါအကယ်လို့အပေါ်ဈေးတန်းဆိုရင်လည်း4114 138ကိုဖောက်တက်နိုင်လိုက်ပြီးတော့ဝယ်ပါအကယ်လို့မဖောက်တက်နိုင်ဘူးဆိုရင်လိုက်ရောင်းပါဒီဈေးတန်းတစ်ခုကိုတိထားတယ်ဆိုလို့ရှိရင်ဒါကမိတ်ဆွေတွေအတွက်ရောင်းမဝယ်မှာမဖြစ်ပါဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဒါကိုတိထားတယ်ဆိုလို့ရှိရင်ဒါ trader တွေသူအကျိုးရှိတယ်အဲလိုဒါမရှင်းမှုဆိုရင်လည်းဒါအရေးဆက်သွဲဆွေးနွေးနိုင်တယ်။အဲကျွန်တော်တို့လက်ရှိရဲ့ဈေးကွက်အရတော့ဈေးကအေးနေတာဖြစ်တယ်။ကျွန်တော်4114 4100ဒီ48ကိုဖောက်တက်နိုင်မှုအချိန်ယူနေတာလား။တကယ်လို့4148ကိုဖောက်မတက်နိုင်မလဲဆက်ပြီးဖောက်ချနိုင်မလားဆိုတာကျွန်တော်တို့ဒါ သူတို့ဝယ်လိုအားနဲ့ရောင်းလို့အထွန်ထွန်းနေတယ်လို့ကျွန်တော်ပြောလို့ရတယ်လက်ရှိရတော့ကျွန်တော်တို့အသက်အားနည်းနေတယ်သူတို့မြင်တယ်ဘာဖြစ်လို့လဲဆိုကန်နယ်တော်တော်ကဒီဘက်မှာနည်းနည်းလေးကပြီးသွားတဲ့ကန်နယ်လေးက ဘဲဖြစ်နေတာဖြစ်တဲ့အတွက်အခုပြီးတော့မှနောက်ထပ်၄နာရီမှပြီးမယ်ဟာဘဲတာဆက်ဖြစ်လို့ရှိရင်တော့ဈေးကအကျပြန်လာနိုင်မှာဖြစ်တယ်ဒါလေးတော့ trader တွေသတိထားပါဟုတ်ပြီဒါကကျွန်တော်ရောက်မဝယ်မှာမဖြစ်အောင်ကြောင့်မိုးစနေတကြနဲ့ပြောပြတာဖြစ်တယ်ကျွန်တော်ရဲ့ဗီဒီယိုလေးနည်းနည်းရှင်းသွားပါမှာဖြစ်ပေမဲ့တဲ့ဒါလေးကိုပြောပြပြီဆိုလို့သတိထားမဲ့ဈေးတန်းတွေကိုပြောပြပြီဆိုလို့ရှင်ဘယ်မှာဝယ်ရမလဲဘယ်မှာရောင်းရမလဲဆိုတာကိုဆက်လက်ပြီးပြောပြသွားအောင်မှာဖြစ်ပါတယ်ချက်လောက်ကြည့်ပဲဘယ်မှာဝယ်ရမလဲဆိုရင်ကျွန်တော်အဝယ်အနေနဲ့အရင်ပြောပြမှာဖြစ်တယ် buy လက်ရှိဈေးတန်းပိုင်တင်တယ်လားလက်ရှိဈေးတန်းကကျွန်တော်အမြင်ရဆိုရင်မပိုင်တင်နေဘူးလို့မြင်တယ်ဈေးကွက်ကလည်းလည်းလေးဒီမှာအေးနေတာအီနေတာဖြစ်တဲ့အတွက်မပိုင်တင်နေဘူးလို့မြင်တယ်တကယ်လို့ပိုင်ချင်တယ်ဖြစ်တယ်လို့ရှိလို့ရှိရင်ဘယ်ဈေးတန်းမှာပိုင်ရမလဲဆိုရင်ကျွန်တော်တစ်ချက်လောက်ဒီမှာထောက်ကြည့်လိုက်မယ်အဲ၄၄၃လို့အဲ4114လို့အဲ့လိုလောက်မှဝယ်တာအကောင်းဆုံးဖြစ်တယ်။အဲဒါကြောင့်ကျွန်တော်ဘယ်မှာဝယ်ရမလဲဆိုတဲ့ဈေးတန်းတွေကိုပြောရမလဲဆိုလို့ရှိရင်4000 135နောက်ထပ်အနေနဲ့ဝယ်ရမယ်ဆိုတဲ့ဈေးတန်းတွေက4000 90ဒီမှာဝယ်ပါဒါကအဝယ်ဈေးတန်းနေဖြစ်တယ်ဝေးတယ်ဒီဈေးတန်းနေနဲ့ဒါပေမဲ့အဲဈေးတန်းနေတော့မှဝယ်တာပိုကောင်းတယ်တီးပြီးအမြတ်ပိုင်းဈေးတန်းကတော့ဘယ်မှာအမြတ်ပိုင်းရမလဲဆိုလို့ရှိရင်4115မှာဝယ်ထားတဲ့သူတွေကတော့4120 95လောက်မှာအမြတ်ပိုင်းလို့ရတယ်4090မှာအမြတ်ပိုင်းထားတဲ့သူတွေကတော့4100မှာအမြတ်ပိုင်းမှာ SN အရှုံးပိုင်းဈေးတန်းကတော့ဒါမိတ်ဆွေကကိုရှုံးရုံးကနေနဲ့ပမာဏတွေပေါ်မူတည်ပြီးတော့ SN ကိုချိန်ပြီးတော့ထားပါ SN ကဘယ်နာထားတင်တယ်လဲလို့ပြောပြသွားဖြစ်တယ်ဘယ်မှာထားတင်တယ်လဲဆိုရင်တော့4100ဒီ 4103အောက်မှာအဆန်ထားရင်တော့ပို့ပြီးအဆင်ပြေတယ်ဒါကဘိုင်းအော်ဒါအတွက်ကျွန်တော် TP နဲ့အဆန်ကိုပြောပြတာဖြစ်တယ် TP ကဆိုရင်တိတ် profit ဖြစ်ပါတယ်ဆန်က store loss ဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဘိုင်းအတွက် TP နဲ့အဆန်ကိုပြောပြပြီဆိုလို့ရှိရင်ကျွန်တော်အယောင်ဆဲအော်ဒါအတွက်ပြောပြသွားတာဖြစ်တယ်အယောင်ဆဲအော်ဒါအတွက်ကိုလက်ရှိစီရောင်းတင်သလား4134မှာရောင်းတင်သလားကျွန်တော်အမြင်ရဆိုရင်နည်းနည်းလေးပပလေးရောင်းတင်တယ်လို့မြင်တယ်4134မှာပပလေးရောင်းမှာ စနစ်တကျနဲ့ရောင်းမှာအဝယ်ရောအယောင်ရောမဖြစ်လို့လဲဆိုတော့ confirm မသေးကြသေးဘူးအဝယ်ရောအသက်ရောဒါမျိုးဖြစ်နေရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စနစ်တကျနဲ့တော့ရောင်းစေခြင်းနဲ့ဟိုဘီ4134မှာရောင်းမှာတီဗီအမျက်ပိုင်းစည်းတန်းကတော့ဘယ်မှာအမျက်ပိုင်းရမှာလဲဆိုတော့4100အာ30 4126ဒီမှာအမျက်ပိုင်းမှာအရှုံးပိုင်းစည်းတန်း SN ကတော့ဘယ်နားမှာထားရမှာလဲဆိုလို့ရှိရင်မိတ်ဆွေကိုရှင်းရှင်းဝါနိုင်တဲ့ပမာဏတွေပေါ်မူတည်ပြီးတော့ SN ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတင်တယ်လဲဆိုတော့ပြောပေးသွားမှာဖြစ်တယ်ဘယ်မှာထားတင်တယ်လဲဆိုတော့4100 40เอ่อပေါ်မှာအဆန်ထားရင်တော့ပိုပြီးအဆင်ပြေတယ်ဒါကဆဲအော်တာအတွက်တီပီနဲ့အဆန်ကိုပြောပြသွားတာဖြစ်တယ်ဒါကကျွန်တော်ဘယ်မှာဝယ်ရမလဲဘယ်မှာရောင်းရမလဲရှေ့ပိုင်းမှာပြောသွားတဲ့ဟာတွေကကျွန်တော်တဦးတည်းတော့အမြင်သုံးသပ်ထားခြင်းဖြစ်တယ်ကျွန်တော်ရဲ့နီးပညာအရသုံးသပ်ထားတာဖြစ်တယ်နီးပညာအရသုံးသပ်ထားတာဖြစ်တဲ့အတွက်တရားရခိုင်လုံးမှန်ကန်မှုတော့မရှိပါဘူးဒါကြောင့်စနစ်တကျနဲ့အယောင်းဝင်လို့ကိုတော့ကျွန်တော်အကြံပြုပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကအဲကျွန်တော်နီးပညာအရသုံးသပ်ပြီးနီးပညာအရပြောပြပြီးဆိုရင်ကျွန်တော်သတင်းပိုင်းရပြောပြသွားမှာဖြစ်တယ်သတင်းပိုင်းရရှိမရှိကိုတစ်ချက်လောက်သွားကြည့်ရအောင် သတင်းပိုင်းရဒီနေ့အတွက်ရှိမရှိသေးဘူးဆိုလို့ရှိရင်ဒီမှာကြည့်ရမယ်ဆိုရင်ဒီနေ့အတွက်သတင်းဒါမရှိပါဘူးဒါ US data ဒီနေ့အတွက် US သတင်းဒီနေ့မရှိပါဘူးသတင်းထွက်ဖို့မရှိဘူးသတင်းထွက်ဖို့မရှိတဲ့အခါမှာညပိုင်းမှာအရောင်းဝယ်လုပ်တဲ့အခါမှာဤပညာညဤပညာအရာစနစ်တကျအရောင်းဝယ်လုပ်လို့ရပါတယ်ခင်ဗျာဒီဒီရက်ပိုင်းနေဒီကာလတွေဟာစနစ်တကျနဲ့လှုပ်ဆိတ်ခြင်းနဲ့ဘာကြောင့်လဲဆိုရင် breaking news တွေထွက်လာနိုင်တယ်ဈေးကွက်တွေကအသက်အကျတွေမမှန်ဘူးဖြစ်နေတယ်ဈေးကွက်လာရတယ်လဲဆန့်ကျင်ဘက်သွားတာမျိုးတွေဖြစ်တဲ့အတွက်ကြောင့်ဒါ trade account တွေကို GU design နဲ့ထွက်ဖို့တော့လိုအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကအသတင်းပိုင်းရတွေတုံးသက်ပေးသွားတာဖြစ်တယ်ဂယ်လိုမိတ်ဆွေရဤပညာပိုင်းရတွေရောသတင်းပိုင်းချက်လက်ရတွေရောမရှင်းတာပဲဖြစ်စေ trade ကောင်းဖွင့်နေတာပဲဖြစ်စေ VPN ပြီး signal service ကိုလိုချင်တာပဲဖြစ်စေကျွန်တော်ရဲ့ဒီ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်